ခொနေသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဗီဒီယိုသတင်း channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့ခொနေသားသမီးများကြိုတင်ချိန်ဆနိုင်ရန်အတွက်ဆ iam ရမင်းရင်စလင်းမှဟောကြားထားသော2025ခုနှစ်အောက်တိုဘာလ28ရက်နေ့အတွက်တရားစာကြံပြုဟောဆံကိုပြည့်ပြည့်စုံစုံဖတ်ကြားပေးထားပါရစေ။အစည်းအဝေးမစခင်မှာတဦးစေတနာတဦးမြတ်သာဆိုသလို subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေ။အစ်စ်တင်နိုင်တရားအောင်လဲဘိန်းနာခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့ ਸਮੇਂ ਹੀ ਨੇ ਨਾ တနင်္ဂနွေသားသမီးများအတွေ့တနေ့တာဟောစံအလုတ်ကိုအရှင်ဟုံနဲ့တူးချက်တင်းသောနေ့ဖြစ်ပါတယ်အတိုက်ခံမှန်သမျှအနိုင်ရနိုင်တော်လဲမိတ်ဆွေရင်အနိကက်လူရင်းများရဲ့ဒုက္ခပေးခြင်းကိုတော့ခံရတတ်ပါတယ်အိမ်တွင်မှာတော့ငွေကိုအကြောင်းပြုပြီးစကားများနေရတဲ့တဲ့အခြေမှကြားလီသွေးလူဝေးနေရတဲ့တဲ့လေကိုပါသောကဏ္ဍများချိုးပေးပြီးကံကောင်းသောအရာမှအနဲ့ရောင်နဲ့မယမ်းရောင်ဖြစ်ပါတယ်ရရရမိမိရဲ့ရှိပြားမှာရှောက်သီးတုံကံလိုပါတနင်္ဂနွေသားသမီးများလုံးကိုစိတ်နှပြချမ်းသာချမ်းသာကြပြီးကောင်းကျိုးချမ်းသာ ားများပုံမရရှိကြပါစေ။တနင်္ဂနွေသားသမီးများတွေတိုက်ဆိုင်မင်္ဂမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။ တနေ့လာသားသမီးများတွေတနေ့တာဟောစံအလုံးမဝေခွဲရခက်ဆုံးပြရခက်ဆိုတာမျိုးတွေဖြစ်နေမယ်အထင်လွဲဆွဆွင်းခံရတာပါတယ်ရွှေလောဝေဇရနာပစ္စည်းတွေထွက်တက်ပြောက်တက်ပျက်စီးတတ်ပါတယ်အထက်လူကြီးအကြီးငယ်များစီမှအကူအညီအထောက်ပံ့ရမယ်ဘိုင်အောင်ဘိုင်နာဖြစ်တတ်တယ်အခြေအေးမှာသာသာရရာရှိနေမယ်ငါးခုနှစ်ပါသောကဏ္ဍများချိုးပြီးကန်ကုန်းသောအရောင်မှာရွှေဝါရောင်နဲ့နီညိုရောင်ဖြစ်ပါတယ်ရရရမင်းမြန်ရှိပြားမှာပူတင်းပါမုံကတ်လိုပါတနေ့လာသားသမီးများလုံးကိုစိတ်နှပြချမ်းမှချမ်းသာကြပါ ်ကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေ။ဒနလန်သားသမီးများတို့၏တိုက်ဆိုင်မှန်ကမှာကကွန်မန့်မှာတစ်ခု ရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။ အင်္ဂါအသားသမီးများတွေတနေ့တာဟော့စတယ်ကောင်းသောအလဲပြောင်းများကြုံရမယ်အလောက်ကိုင်းခွန်လန်းကောင်းတွေကထိမှတ်မထားတော့အောင်ကောင်းနေမယ်ဝါယာလျှော့ဖြစ်တယ်ပါလေမီလျက်စစ်အထူးတရီထားပါချစ်သူရဲ့အထင်လွဲဆွဆွဲခံရတဲ့တဲ့၆သုံးပါသောကဏ္ဍများကြိုးပေးပြီးကံကောင်းသောရောင်မှာချက်သွေးရောင်နဲ့အနည်းရင်းရင်အရောင်ဖြစ်ပါတယ်ရရရမိမိရဲ့ရှိပြားမှာရွှေရင်အေးကလေးပါအင်္ဂါအသားသမီးများလုံးကိုစိတ်နှပြကြက်မှချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမှန်ရရှိကြပါစေအင်္ဂါအသားသမီးများတွေတိုက်ဆိုင်မှန်ကမှာက မတ်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မမျှဝေပေးခဲ့နော် ဘောရူသားသမီးများတွေတနေ့တာဟောစတဲ့သားသမီးအောက်လည်းငယ်သားတို့အတွက်စိတ်သောကရော့ရတဲ့အလို့နေရထိုင်ခြင်းနဲ့ပတ်သက်ပြီးကောင်းသောအပြောင်းလဲများနဲ့ကြုံတွေ့ရတာပါတယ်အချိန်မှဝေးလီကောင်းလီဖြစ်နေမယ်ခြေတော်မှာထိကြိုက်တန်းရာရတဲ့လုံးခနဲ့ပါသောကနာများချိုးပြီးကံကောင်းသောအရာမှာအပြာရောင်နဲ့နက်ပြာရောင်ဖြစ်ပါတယ်ရရရမိမိရှိပြမှာပဲမုံသုံးခုကလောဘောရူသားသမီးများလုံးကိုစိတ်နှပြကြမ်းမှချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမူရရှိကြပါစေဘောရူသားသမီးများတွေတိုက်ဆိုင်မှန်ကမှာက comment မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော ကြာသာရင်းသားသမီးများတွေတနေ့တာဟောစတဲ့စိတ်ညစ်ဆရာနှစ်ကြိမ်ကြုံရမယ်။ဘာပဲလုပ်လို့အစင်မပြေဖြစ်နေမယ်။အနဲ့ရောင်ကိုလုံးဝအသုံးမပြုပါနဲ့။ယနေ့အတွက်ကျမကြီးကိုသာအထူးဂရုစိုက်ပါ။ချစ်သူစည်းမလက်ဆောင်ရတတ်ပါတယ်။တွားသွေးဒုက္ခပေးတတ်တယ်။ငါးခုနဲ့ပါသောကနန်းများချိုးပေးပြီးကံကောင်းသောအကြောင်းမှာအပြာရောင်နဲ့ရွှေဝါရောင်ဖြစ်ပါတယ်။ရရရမိမိရဲ့ရှိပြားမှာပန်းဒီသုံးလုံးကလေးပါ။ကြာသာရင်းသားသမီးများလုံးကိုစိတ်နှပြန်ကျမချမ်းသာကြပြီးကောင်းချိုးချမ်းသာများပုံမွေရရှိကြပါစေ။ကြာသာရင်းသား ားသမီးများတို့တိုက်ဆိုင်မှန်ကမကကွန်မန့်မှာတခု ရေးပေးခဲ့ပြီးအခြားသူများလည်းတင်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော် တောက်ချန်းသားသမီးများတွေတနေ့တာဟောစတဲ့ကိုအပေါ်မှာမနာလို့သူရန်လိုသူနှောက်ရှက်ကျင်သူများနဲ့တွေ့ရတဲ့တည်းနေရင်ထိုင်ရင်စိတ်လုံးမကြဖြစ်နေမယ်အပြောမှာအဆိုမှာဆုံးဖြတ်ချက်အမာတွင်ကြုံရတဲ့တည်းခြေတော်မှာထိခိုက်ဒဏ်ရာရရပါတယ်တတိထားပါတင်းနေပါသောကဏ္ဍများအကျိုးပေးပြီးကံကုန်းသောအရာမှာအဖြူရောင်ဖြစ်ပါတယ်ရေရေရမင်းမြေရှိပြမှာကော်ဖီနှစ်ခွက်ကပ်လို့ပါတောက်ချန်းသားသမီးများလုံးကိုစိတ်နှပြကြမှာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမွေးရရှိကြပါစေတောက်ချန်းသားသမီးများတွေတိုက်ဆိုင်မှန်ကမှာက comment မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်ညွှန်ပြပေးခဲ့နော် စနေသားသမီးများတွေတနေ့တာဟောစတဲ့ငွေကန်ရွှေကန်အလွန်ကောင်းသောနေ့ဖြစ်ပါတယ်မိတ်ဆွေရင်ဆရာရင်များနဲ့ပတ်သက်ပြီးစိတ်ညစ်ဆရာစိတ်ရှုပ်ဆရာကြုံရမယ်ချစ်သူစီးမှတရင်ကောင်းကြရမယ်ဆွေမျိုးသားချင်းအောက်လက်ငယ်သားများနဲ့ပတ်သက်ပြီးမင်္ဂလာတရင်ကြရမယ်စီမျက်စီဒုက္ခပေးရပါတယ်နေ့လေးပါသောကဏ္ဍများချိုးပေးပြီးကံကောင်းသောအကြောင်းမှအဖြူရောင်ဖြစ်ပါတယ်ရရရမင်းမြေရှိပြမှာမောင်ရင်ကားကလို့ပါစနေသားသမီးများလုံးကိုစိတ်နှပြချမ်းသာကြပြီးကောင်းချိုးချမ်းသာများပုံမရရှိကြပါစေ Hey. ်ဇနေသားသမီးများတို့တိုက်ဆိုင်မင်္ဂမကအကွန်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်ကျေးဇူးတင်ပါတယ်ဘေရင်ဟောစတန် channel မှာမမကြီးဘေရင်ဆရာများရဲ့နေစဉ်ဟောစတန်များအပတ်စဉ်ဟောစတန်များလစဉ်ဟောစတန်များနဲ့နေ့စဉ်ဟောစတန်များပါပုံမှန်တင်ဆက်ပေးနေလို့ဘေရင်ဟောစတန် channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအစ်တတနိုင်းသိအောင်လဲဘေးနားအခေါင်းလေးကိုလည်း နှိတ်ထားပေးခဲ့ဖို့မမေ့နဲ့နော်